။တောင်ကိုရီးယားနိုင်ငံမှာထပ်မံသွားရောက်အလုပ်လုပ်ကင်နိုင်မယ်။ကိုရီးယားဘာသာအရေးအချင်းစစ်အထူးတည်ထန်စာမေးပွဲ special EPS topic ကိုဖြေဆိုရတဲ့900ကျော်တာရှိတယ်လို့အစိုးရပြည်ပအလို့အကိုင်း agency POEA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အဲ့ဒီစာမေးပွဲဟာကိုရီးယားနိုင်ငံမှာအလုပ်လုပ်ဖူးတဲ့ EBS လုပ်သားတွေဝင်ရောက်ဖြည့်ဆိုနိုင်တဲ့စာမေးပွဲဖြစ်ပြီးတက်မှတ်စည်းကမ်းချက်တွေနဲ့ပြည့်မီတဲ့ဖြည့်ဆို권ရှိတဲ့သူ9900ကျော်ရှိပေမဲ့ဖြည့်ဆိုဖို့လျှောက်ထားသူအရေအတွက်ဟာ980ဦးသာရှိတယ်လို့သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာအနည်းဆုံး၃နှစ်နဲ့အထက်အလုပ်လုပ်ကင်ခဲ့ပူပြီးမြန်မာနိုင်ငံကို2010ဇန်နဝါရီ1ရက်နေ့နောက်ပိုင်းမှာပြန်လည်ရောက်ရှိခဲ့တဲ့သူတွေနောက်တစ်ကြိမ်ပြန်လည်သွန်းရောက်လုပ်ကင်နိုင်ဖို့အတွက် Special EPS တို့ပစ်ဆမေးပွဲကိုရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့အစိုးရဒီပအလုပ်အကင် Agency POEA ကကြေညာထားတာပါ လက်တွေ့မှာတော့ EPS ဆာမေးပွဲအောင်ထားတဲ့လူသစ်တွေတောင်အလုံရရှိတဲ့ပမာဏဟာနည်းနေတယ်လို့အရင်အထူးသီးသန့်ဆာမေးပွဲဖြည့်ဆို့အောင်မြင်ထားပြီးသူတွေတောင်အလုံမရရှိတာကြောင့်အခုလိုဆာမေးပွဲဖြည့်ဆို့သူနည်းတာဖြစ်တယ်လို့ကိုရီးယားကိုတွားရောက်ဖို့ဆာမေးပွဲဖြည့်ဆို့ရန်စောင့်ဆိုင်နေသူတွေကပြောပါတယ်။ ကိုရီးယားဘာသာအရေးအချင်းစစ်အထူးတည်ထန်ဆာမီပွဲရှောက်လာကိုအွန်လိုင်းကနေစက်တမ်ဘာ22ရက်ကနေ23ရက်မှာရှောက်ထားခွင့်ပေးခဲ့တာဖြစ်ပြီးဆာမီပွဲကိုတော့အောက်တိုဘာ22ရက်ကနေ24ရက်နေ့အထိကျင်းပမှာဖြစ်က အောင်စင်းကိုတော့အောက်တိုဘာ30ရက်မှာထုတ်ပြန်ပေးမှာလို့ကြေညာထားပါတယ်စာမေးပွဲအောင်မြင်သူတွေသာနိုင်ငံသားသားလုတ်တာခွာယူမှုစနစ်အရအလုံးလျှောက်လာတင်တဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်မှာဖြစ်ပေမဲ့ ကိုရီးယားနိုင်ငံမှာအလုံလောက်ကိုင်ခွင့်နဲ့ပတ်သက်ပြီးယာနှုံးပြည့်အလုပ်ရမယ်လို့အာမမခံဘူးလို့ POE ကအသိပေးထားပါတယ်။ကျမကတော့စိတ်မှ